တမင်ကြခင်မှာဆန်ယိုရှယ်ပြင်းပြီးအလဲထိုးဘောနပ်စ်နိုင်ွယ်နဲ့ဒေါ်လာသိန်းနဲ့စာရောက်ကြီးပါရယူမဲ့သွေးလင်းထံအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sport Talk Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါချရိတ်သားကြီးရဲ့ဒီနေ့စနေမ26ရက်တာကြောင်နေညရဲ့1 Friday 5 126ပြန်ဝဲကြီးကိုတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကလုံမီကွင်းကြီးမှာကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပသွားတော့မှာဖြစ်ပါတယ် အရိပြမကြီးကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေလည်းတရားပေါင်းစောင့်ကြည့်ရမှာဖြစ်ပါတယ်1 Friday 5 126ပြန်ဝဲကြီးမှာကျွန်တော်တို့မြန်မာ fighter သွေးရင်ထက်အပါအဝင်1 championship titan fighter တွေဖြစ်တဲ့နာဘီဆက်ဆန်စူအဘလက်ရော်ထဲရောက်ဖာဆန်ကတဲ့စားရဲဖိုက်တာတွေလည်းပါဝင်နေတာဖြစ်ပါတယ်။ကရင်ဖိုက်တာလေးသွေးလိမ့်ထက်ကတော့မွေတိုင်းကရဝင်းဖိုက်တာကြီးဆန်အိနဲ့125ပေါင်စတော်ဝိတ်တန်းမှာထွေးရမှာဖြစ်ပါတယ်။သွေးလိမ့်ထက်ရဲ့1 championship ပြိုင်ပွဲတစ်လျှောက်မှာလည်း ီဘက်ကအရေးကြီးဆုံးဖြစ်ပါတယ်။ဒွန်နီထားထိုးပူးသမားဖိုက်တာတွေထဲမှာလည်းဆိုင်ကထိုက်တဲ့အစင်းမြင့်ဆုံးဖိုက်တာတယောက်လို့ဆိုနိုင်ပါတယ်။ချန်ပီယံဟောင်းကြီးဆိုင်ရဲ့ဝမ်ချန်ပီယံရှစ်ပရော်ဖက်ရှင်နယ်ဖိုက်တာတပ်တန်းကဒွန်နီထားတပ်ထက်တောင်၄နှစ်ပိုကြီးပါတယ်။အသက်၄၀နှစ်အရွယ်ဆိုင်ဟာစကြောင်းနေသားရွယ်တွေကပရိုဖိုက်တာပွားစတင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဆိုင်ရဲ့ပရော်ဖက်ရှင်နယ်ဖိုက်တာတပ်တန်းက၂၆နှစ်ဖြစ်ပြီး ။ဒူရင်ထက်ကအကူမအသက်22နှစ်တာရှိသေးတာဖြစ်ပါတယ်။ဝေတာဖိုက်တာဆန်ရီကဝမ်ချမ်ပီယံရှစ်ဖလောင်ဝိုက်တန်နဲ့စတောဝိုက်တန်ချမ်ပီယံဖြစ်ခဲ့ပြီးတခြားချမ်ပီယံကပတ်တွေကလည်းမရင်နိုင်အောင်ပဲဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်အတွက်ရောအများကြီးရှိတဲ့ဝိုင်းချမ်ပီယံတယောက်အနေနဲ့ဒီညာသွလင်းထန်းတဲ့ပွဲမှာလဲပွဲချင်းတွေကိုတုံးသက်ပြီးနေပြူဟာအပြောင်းလဲလုံနိုင်စွမ်းနဲ့ပညာပိုင်းအားသာချက်တွေလည်းရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့အားသာချက်တွေရှိသလိုအားနည်းချက်တွေလည်းရှိနေပါတယ်။ အထူးသဖြင့်အသက်40နှစ်ရွယ်ဆိုတာပုံမှန်အဖြစ်တော့ fighter တယောက်ရဲ့အကောင်းဆုံးချိန်တော့မဟုတ်တော့ပါဘူး။ဂျန်ခိုင်မှုနေထရာလူငယ်တယောက်ကဘလို့မှလည်းရှင်နိုင်စွမ်းရှိတော့မှမဟုတ်တလို့ဆိုင်းပထမအချီးပြီးရင်လည်းပါဝါအပြည့်ထုံနိုင်စွမ်းရှိတော့မှမဟုတ်ပါဘူး။ဒါပေမဲ့ဆိုင်းသာအသက်30နှစ်ရွယ်ဆိုရင်ဒီဘက်မှာသွေးလင်းထက်လုံအောင်ချိန်နေမကောင်းဘူးလို့အခိုင်အမာ ပြောလို့ရပါတယ်။ဒါပေမဲ့လက်ရှိဆိုင်းရဲ့အသက်က လေးစားနေနေဖြစ်နေတာကြောင့်လဲဆိုင်မှာအားသာချက်ရောအားနေချက်တွေပါရှိနေတာဖြစ်ပါတယ်။ဆိုင်ရဲ့ဝမ်းချမ်းများရှိနောက်ဆုံး၄ဝဲမှာနဘွဲစားရှုံနေထားတာကိုကြည့်ရင်လဲအားနေချက်ကပုံများနေတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်ဝမ်းချမ်းများရှိနောက်ဆုံး၄ဝဲစတိုက်အနာရရှိထားတဲ့သွလင်းထက်ကပဲဒီနေ့ညမှာဝါရင်ပွေထိုင်းကြောက်ကြီးဆိုင်ကိုဝါမျိုးကဒေါ်လာတသိန်းနဲ့စာလုပ်ကြီးကိုလည်းတိမ့်ပိုက်သွားနိုင်မယ်လို့ထင်ပါတယ်။မြန်မာဖိုင်တာလေးသွေးလင်းထအနေနဲ့ကလည်း ကျမကလုံးဝအထင်မသေးပဲတရီကြီးကြီးထားကအကောင်းဆုံးရှင်ပြိုင်နိုင်မို့သာအရေးကြီးတာပါမြန်မာပြည်သားတွေကလည်းဒွလင်းထက်ကိုအားပေးဖို့လုံမီကွင်းတွင်ကွင်းပြင်နဲ့အွန်လိုင်းကနေပါဒွလင်းထက်ကိုဝန်ရံအားပေးကြမှာလဲအမှန်ပဲဖြစ်ပါတယ်မြန်မာလူငယ်ဖိုင်တာလေးဒွလင်းထက်တရဝေတိုင်းဖိုင်တာကြီးစံကိုလဲထိုးဘောနပ်စ်နိုင်ဝင်နဲ့ဒေါ်လာတိုင်းနဲ့စာချုပ်ကြီးကိုလည်းပိုင်ဆိုင်သွားနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ချရိတ်သားကြီးလည်းဒွလင်းထက်နဲ့စံရိုးပွဲနဲ့ပတ်သက်ပြီး ကိုမမဝင်ရောက်တုံးသက်သွားခဲ့ကြပါဦး။ဟုတ်ကဲ့ပါချရီတက်ကြီးရေအခုလိုစေဝင်စားစရာအားကစားသတင်းအစ်တွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှဖြစ်လို့ကျွန်တော်ရဲ့ Sporto Channel လေးကိုလည်း Like and Subscribe လေးပေးသွားခဲ့ကြပါဦး။ချရီတက်ကြီးလည်းတာယာပျော်ရွှင်စရာနေ့ရက်တွေကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေ။